hello everyone အာဒီနေ့မှာတော့ကျွန်တော်အာ software ကိုအသုံးပြုပြီးတော့ဒီ data set တွေအား data တွေကိုဒီ simple random assembly method နဲ့ဒီ sample ဘယ်လိုရွေးထုတ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်လက်တွေ့လုပ်ဆောင်လက်တွေ့လုပ်ပြသွားမယ်ဖြစ်ပါတယ်ပေါ့နော်ဒါအခြားတော့ကျွန်တော်ဒီနေ့အသုံးပြုသွားမယ့်ဒါ data set ပေါ့နော်အဲဒီ data set ထဲမှာဆိုရင်ဒါဝန်ထမ်းအယောက်1000ရဲ့ data တွေပါတယ်ပေါ့ အဲအဲ့ဒါကိုကျွန်တော်အရင်ဆုံး array ထည့်လိုက်မှာပေါ့နော်အဟနာမည်လေးတခုပေးလိုက်မယ် data ဆိုပြီးတော့ဒီနေရာမှာ data data ဆိုရဲနာမည်မှာမဟုတ်ဘူးချာကိုကြိုက်တဲ့နာမည်ပေးလို့ရရပေါ့နော်အဲပြီးတော့ file မျိုးစားဒီကျွန်တော်ကဒီ csv file မျိုးစားဖြစ်တဲ့အတွက်အဲ read. csv csv နဲ့ပဲကျွန်တော်ခေါ်လိုက်မယ်အဲ file name ကကျွန်တော်တို့ဒီ salary ဆို salary ဖြစ်တဲ့အတွက်ကျွန်တော်က salary တော့အာ CSV ဆိုပြောမှကျွန်တော်ခေါ်လိုက်မှာပေါ့နော်အဲပြီးတော့ကျွန်တော်တို့ဒီအာ area အာအားရရောက်လာတဲ့ data တွေကိုကျွန်တော်တို့ကပြန်ကြည့်နိုင်မှာပေါ့နော် area နဲ့ပြောအားရထည့်ထားတဲ့ data တွေကိုကျွန်တော်တို့တစ်ချက်ပြန်ကြည့်လိုက်မှာပေါ့ဒါဆိုရင်ကျွန်တော်တို့ဒါ area data တွေအားရကိုရောက်လာဖြစ်တယ်ပေါ့နော် င်းမှာဆိုရင်ဝန်ထမ်း1200အားလုံးရဲ့ကျွန်တော်တို့ကဒေတာတွေကုန်ပါတယ်ပေါ့အဲဒါကိုကျွန်တော် simple runner summary နဲ့ sample ရိုးဖို့ဆိုရင်ကျွန်တော်တို့ဒီအာကျွန်တော်သုံးမဲ့ function ဒီကျွန်တော်ကဒီ deploy deployer ဆိုတဲ့ package အောက်မှာရှိရတဲ့အတွက် အဲ library function သုံးပြီးတော့မှဒီ flyer package လေးကိုအဲကျွန်တော်ခေါ်လိုက်မှာပေါ့နော်ပြီးတော့ sample ယူတဲ့အခါမှာကျွန်တော်ကသုံးတဲ့ဒီနာမည်ကိုလည်းကျွန်တော်ကစိုက်တယ်စိုက်တဲ့နာမည်ပေးလို့ရတယ်ပေါ့နော်အဲနာမည်ပေးလိုက်တဲ့အခါမှာနာမည်ခေါ်လိုက်တဲ့အခါမှာကျွန်တော်အချိန်မျိုးကျွန်တော်ခေါ်လို့ရတယ်ပေါ့နော်အဲတော့ဒီအာ sample ဆိုပြီးတော့မှနာမည်ပေးလိုက်မယ်ပြီးတော့ဒီ slice.slide_ စမ်းမယ်ဆိုရဲဒီ function လေးသုံးပြီးတော့ဒီကျွန်တော်တို့ဒါစမ်းမယ်ရွေးမယ်ပေါ့နော်ပြီးရင်ကျွန်တော်ကရွေးမယ်ဒီ data set နာမည်ထည့်မယ်ကျွန်တော်ရွေးရွေးမယ် data set ဒီကျွန်တော်က data ဆိုတဲ့ data set ထည့်ရမှာဖြစ်တဲ့အတွက် data ဆိုပြီးတော့ကျွန်တော်တို့ဒီခေါ်လိုက်မယ်ပေါ့နော်ပြီးတော့ and နောက်က and ဆိုတဲ့ဒီ argument လေးဒီကျွန်တော်ကရေးတော့ပေါ့နော်အာဒီနေရာမှာကျွန်တော်ကဒီအယောက်90ကိုရေးมาဖြစ်တဲ့အတွက်90ဆိုပြီးတော့มาယူလိုက်မယ် ပြီးရင်ကျွန်တော်တို့က enter ခေါက်လိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ sample ရွေးထားတဲ့ဒီ data တွေကိုကျွန်တော်တို့က check ပြန်ကြည့်လိုက်မယ်ပေါ့နော်အဲဒါဆိုရင်တော့ကျွန်တော်တို့ဒီဆုံးကဝန်ထမ်းထောင်းနေရာတွေကနေပြောမှာဒီအကြောင်း50ကိုကျွန်တော် sample ရွေးထုတ်ထားဖြစ်ဖြစ်ဖြစ်တယ်ပေါ့နော်အဲဒီမှာဆိုရင်ဒါအကြောင်း50ရောက်သွားပြီပေါ့နော် ဒါစင်မဲလွန်တန်ဆမ်မီမတ်တက်နဲ့ကိုအသုံးပြုပြောမှာဒီအဆမ်မဲရွေးထုတ်တာဖြစ်ပါတယ်ဟုတ်အဆုံးတည်းတရှိပြည့်အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုဒီမှာ ပြန်တွေ့ကြပါမယ်